ေရိုဝေရင်ကနေထိပေါက်သွားကြသူများနံပါတ်1ဘေရိုအိတ်ဒီလူကတော့ဒေါ်လာတောင်းချီတန်တဲ့အိတ်ကိုမှဘုံမတိဘာမတိနဲ့ဘေရိုထဲကနေရှာတွေ့ခဲ့သူပဲဖြစ်ပါတယ်ဒီလူက UK မှာရှိတဲ့ဘေရိုဆိုင်လေးတစ်ခုကနေပေါ့ချောင်ကောင်းစင်းနဲ့အိတ်တလုံးရရှိလာခဲ့ပါတယ်တစိမ့်ကလည်း Philip Tracy ဆိုတဲ့တစိမ့်ဖြစ်နေတာကြောင့်သူလည်းတခါမှမကြဘူးဆိုပြီးတော့နားလည်တဲ့သူကိုသွားပြခဲ့ပါတယ်အဲဒီကမှအိတ်ကနည်းနည်းရမဟုတ်ပဲနဲ့အစိုးရ Every Presley အိတ်ဖြစ်နေမှန်းသိလဲရပါတယ် Andy Warhol လို့ခေါ်တဲ့နာမည်ကျော်ဒီဇိုင်နာတဦးက Presley အတွက်ရည်ရွယ်ပြီးတော့ချုပ်လုပ်ပေးခဲ့တာပါ စစပေါင်းမှာ၁၆လောက်ပဲလုခဲ့တာဖြစ်လို့တကယ်ကိုရှားပါတဲ့အိတ်လို့ပြောလို့ရပါတယ်။နောက်ဆုံးမှာတော့ဒေါ်လာ၂၀လောက်နဲ့ဝယ်လာတဲ့အိတ်ကဒေါ်လာ၅၀၀၀ကျော်လောက်ပြန်လဲရရှိခဲ့တယ်လို့သိရတယ်။အဲကြောင့်လူကြီးမလို့လည်းဗီဒီယိုထဲကနေကတိုးလေးဆွဲလာတဲ့အိတ်တွေရှိရင်နားလေသူတွေလိုက်ပြကြည့်ဖို့အချံပေးခြင်း။နံပါတ်၁စိန်လက်စွပ် ဒီမျိုးသမီးကလည်းအဟောင်းနှံတစ်ခုကနေစိန်လက်ဆွတ်တကွင်းဝယ်လာခဲ့ပါတယ်။စိန်နှုံးကြီးကလည်းပြူးနေတာမို့လို့သူမလည်းလုံးဝအတုလိုပဲထင်ထားခဲ့တယ်။ဒါပေမဲ့ဒီနေ့မှစိန်အเจ้าနားလေတဲ့တငယ်ချင်းတူကစိန်အစ်စ်နဲ့တူပါလေဆိုပြီးထပြောလို့သူမလည်းစိန်ဆိုင်မှာသွားစစ်ကြည့်ခဲ့ပါတယ်။အဲဒီကြောင့်မှပဲစိန်ကအတုမဟုတ်ဘဲနဲ့28ကာရက်အလေးချိန်ရှိတဲ့စိန်အစ်စ်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ဒါအပြင်19ရာစုတွေကပုံသွင်းခဲ့တဲ့စိန်ဖြစ်တာကြောင့်ဖြတ်တောက်ရာတွေကလည်းပုံမှန်စိန်တွေနဲ့မတူဘဲနဲ့လက်ရာတွေကပါဆန်းပြားနေခဲ့ပါတယ်။ အဲ့လိုနဲ့ပဲဒေါ်လာတန်တဝက်လောက်ထိဈေးမြောက်သွားပြီးတော့ကောင်မလေးလည်းတော်တော်လေးအမြတ်ထွက်သွားခဲ့ပါတယ်။နံပါတ်3အမိမတိပကြီကဒီမျိုးသမီးကတော့တူတူငယ်ချင်းတယောက်ကိုစာနာဖို့ဆိုပြီးတော့ရုပ်အစိုးဆုံးပကြီကတစ်ချက်ကိုမွေးနေ့လက်ဆောင်ဖြစ်ဝယ်ပေးခဲ့ပါတယ်။မွေးနေ့ရှင်ကလည်းပကြီကဘာတွေရှောက်ချက်ထားမှန်းမသိလို့ဆိုပြီးတော့အမှုမှန်မှန်မှန်ပဲချောင်ထိုးထားလိုက်မိပါတယ်။အဲ့လိုနဲ့တရက်မှာဂရောင်ရှင်ပကြီကကြီးရှုပ်နေလို့ဆိုပြီးတော့အမိုက်စင်းနဲ့ထုတ်ရောင်းမယ်ဆိုပြီးအိမ်ရှိကိုခဏထုတ်ထားလိုက်ပါတယ်။ ဒီဟာဟိုဖြစ်သွားပြလာပကြီးဆရာတယောက်ကလည်းမြင်သွားပြီးတော့ဒီပကြီးကတာမန်ပကြီးကမဟုတ်ဘူးဆိုတာကိုသတိထားမိသွားခဲ့ပါတယ်တကယ်တော့ဒီပကြီးကကနမကြီးပကြီးဆရာတယောက်ဖြစ်တဲ့ဂျက်ဆွန်ပေါ်လော့ရဲ့သမိုင်းဝင်ပကြီးလဲရာဖြစ်ပါတယ်အဲ့ဒီကနေပကြီးအကြောင်းနားလည်တဲ့ဆရာတွေအများကြီးရောက်ရှိလာခဲ့ပြီးတော့ဒီပကြီးကားကိုဒေါ်လာ100သန်းနဲ့ကန်လန်းခဲ့ကြပါတယ်။ဒါပေမဲ့အချင်းမဟုတ်တဲ့အဖွားကြီးကတော့ဒေါ်လာ150ရမှပဲရောင်းထုတ်ခဲ့ပါတယ်။တကယ်တော့အဖွားကြီးကဂျက်ဆန်ပေါ်လော့ဆိုတာကိုဖြူသလားမဲသလားဆိုတာတော့မသိပါဘူး။နံပါတ်၄ဆွေတာ ။ဒီစုံတွေကလည်းဘေတော့အဟောင်းဆိုင်တစ်ခုကနေ vintage sweater လေးတစ်ထည်ကိုဝယ်ယူခဲ့ပါတယ်။ sweater လေးကအပေါင်ပြဲတွေနဲ့ဟောင်းနေပြီဆိုပေမဲ့ဈေးကလည်းပေါ့ချောင်ကောင်းဖြစ်နေတာမို့လို့ကြမ်းတိုက်အောင်လုပ်ပဲဆိုပြီးတော့ဝယ်လာခဲ့တယ်။အဲ့လိုနဲ့တနေ့မှယောက်ျားဖြစ်တဲ့သူက TV ရလာတဲ့ football ပွဲတွေကြည့်ရင်းကနေသူ့အင်ဂျင်နဲ့တထေးရတဲ့တူတဲ့အင်ဂျင်ကို တွေ့လိုက်ရပါတယ်။ American football ရဲ့ကနဝင်ကစားသမားကြီးတဦးဖြစ်တဲ့ Vince Lombardi ဆိုသူကဒီအင်ဂျင်ကိုဝစ်ဆင်ထားခဲ့တာပါ။အဲ့တော့ယောက်ျားဖြစ်သူလည်းအင်ဂျင်ကိုတခြားစစ်ကြည့်လိုက်တော့မှ Lombardi ရဲ့နာမည်ကြီးကဂုတ်တိုက်မှာပါပါနေတာကိုတွေ့လိုက်ရပါတယ်။ အဲကြမှာလွန်ပါဒီနဲ့အင်ဂျင်တူနေတာလည်းမဟုတ်ပဲနဲ့လွန်ပါဒီရဲ့အင်ဂျင်ကြီးဖြစ်နေမှန်းသိလဲရပါတယ်။အဲဒီလိုနဲ့ယောက်ျားဖြစ်သူလည်း line ပေါ်ကိုပြန်တင်ရောင်းခဲ့ပြီးတော့ဒေါ်လာ၄000ကျော်လောက်ခိုင်သွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အိမ်မှာအချမ်းသွန်းလောက်ပဲဝယ်လာတဲ့အင်ဂျင်တွေရှိသေးတယ်ဆိုရင်ဒစိလေးပါလေးပြေးကြည့်ကြဖို့အကြံပေးချင်ပါတယ်။နံပါတ်5 Billy the Kid ဘီလီဒါခစ်ဆိုတာကတော့တခါတုန်းကအမေရိကန်မှာဒတိတ်ကျဲနာမည်ကြီးခဲ့တဲ့လူသက်ဝရမ်းပြည်တယောက်ဖြစ်ပါတယ်။သူ့နာမည်နဲ့တောင်စကားတွေရိုက်ကူးခဲ့တဲ့အထီကိုနာမည်ကြီးခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကင်မရာတွေတိတ်ပြီးခက်မစားသေးတဲ့အချိန်ဖြစ်လို့ဒီလူကိုသေချာမြင်မှုတဲ့သူကမရှိတလောက်ကိုရှာပါတယ်။အဲ့သူနဲ့ပတ်သက်တဲ့ဓာတ်ပုံဆိုရင်ကဘာပေါ်မှာနှစ်ပုံလောက်ပဲရှိပြီးတော့ဓာတ်ပုံကတော့ဟောင်းဆိုင်တစ်ခုကနေရှာတွေ့ခဲ့ပါတယ်။ ဒီပုံကိုကလတာတူကရှာတွေ့ခဲ့ပြီးတော့ရှီဟောင်းပျက်စီးအယောင်ဆိုင်တစ်ခုကနေ2ဒေါ်လာလေးနဲ့ဝယ်ခဲ့တာဖြစ်ပါတယ်။သူဝယ်တော့ကလည်းတစ်ခုခုထူခြားရဲ့ထင်လို့ဝယ်ခဲ့တာဖြစ်ပြီးတော့စစ်ကြည့်လိုက်တော့မှဘီလီရဲ့ပုံဖြစ်နေမှန်းသိလဲရတာပါ။ဓပုံကတော့ဘီလီနဲ့တူတူငယ်ချင်းတယောက်နဲ့ခရော့ကစ်ကစားနေတဲ့ပုံဖြစ်ပါတယ်။ကဘာပေါ်မှာနှစ်ပုံနဲ့ရှိတဲ့အထက်မှာတပုံကိုလက်ဝယ်ပိုင်ဆိုင်ထားခဲ့တာဖြစ်လို့ဒေါ်လာ2တန်းကျော်လောက်ရခဲ့တယ်လို့သိရတယ်။အကြောင်းလူချင်းမင်းတို့လည်းကိုတစ်ချိန်မအောင်မြင်ဘူးလို့ပြောလို့မရတာကြောင့်ငငယ်တုန်းကပုံတွေတင်ထားကြဖို့အကြံပေးခြင်းပါ။အဆုံးလေးကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။